ရောပက်ဒရိုနဲ့တိုက်စစ်အင်အားချဲ့ထွင်လိုက်တဲ့ချက်စီချက်စီရဲ့ကစားသမားစုဆောင်ရေးစီမံကိန်းအားလက်ရှိနေရာဒီမှာလည်းမရက်တန့်သေးပါဘူးချက်စီတင်းရှယ်ယာတွေကိုအမေရိကန်လုပ်ငန်းရှင်တော်ပိုလီနဲ့အဖွဲ့ပိုင်ဆိုင်ပြီးနောက်ကစားသမားတေခိုရေး၃စီးပေါင်၁ဘီလီယံကျော်အထိရှိနေတာပါချက်စီကလူငယ်ကစားသမားတွေကိုဦးစားပေးသိမ်းပိုက်နေပြီးအခုလည်းပရီးမီးယားလိပရိသတ်တွေရင်းနေပြီးသားလူငယ်ချဲ့ပွင့်ရောပက်ဒရိုကိုခေါ်ယူလိုက်ပါတယ်ချက်စီကဘရိုက်တန်အသင်းကအသက်၂၃နှစ်ပဲတိုက်စစ်ကစားသမားရောပက်ဒရိုကိုပြောင်းရွှေ့ချေပေါင်တန်း၆၀နဲ့ခေါ်ယူနိုင်ခဲ့တာပါ ရောဘရိုကိုချက်စီတင်ခုနှစ်နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီးလာမယ့်ပါမီရက်စ်တင်နဲ့ဖီဘာကလပ်ကဘာဖလားပြိုင်ပွဲ quarter final မှာဝင်ကစားပွဲလည်းရှိနေပါတယ်။ဘရာဇီးကိုရောက်နေတဲ့ရောဘရိုကချက်စီတင်ရှိရအမေရိကန်နိုင်ငံမှာစစ်စစ်ဆေးမှုခံယူပြီးပါမီရက်စ်တင်ရဲ့ပွဲကိုဝင်ရောက်ကစားပွဲရှိနေတာပါ။ရောဘရိုကိုနျူကာဆယ်အသင်းပါဝင် Premier League အသင်းတွေစိတ်ဝင်စားခဲ့ပြီးချက်စီကတော့လက်အုပ်မှုရအောင်နိုင်ခဲ့တဲ့အသင်းပါပဲ။ Brighton သင်ကစားသမားပွဲမှာရောဘရိုက930တွင်းယူပြီးဂိုးဖန်နေမှု၁၀ချိန်ပြုတ်လုပ်နိုင်ခဲ့ပါတယ်။ချက်စီတင်ကလက်ရှိနေရာဒီအပြောင်းရှိမှာ ဒေါ်မွန်ကျဲဝင့်ကေတန်နဲ့အရွှေ့အသင်းတိုက်စစ်မှုဒီလက်တို့ကိုခေါ်ယူထားပြီးပါပြီ။လက်ရှိနေရာဒီမှာချက်စီတင်ကကစားသမားတွေခေါ်ယူမှုအသုံးစိတ်ပေါင်တန်း180တိရှိလာပါတယ်။တစ်ဖက်မှာပြန်ကြည့်ရင်လည်းရောပရိုရောက်လာပြီးနောက်ဂျက်ဆန်အန်ဂူဂူရဲ့ချက်စီကစားသမားဘွားအနာဂတ်ကပို့ပြီးတော့လှုပ်ခတ်လာပါတယ်။ချက်စီတင်ပရိသတ်တချို့ကလည်းအသင်းမှာတိုက်စစ်ကစားသမားတွေဖောင်းပွားနေရလို့ယူဆနေကြပါချက်စီနီဒါမာရက်ကပြီးခဲ့တဲ့ရာသီလုံးကပင်းသားလီမှာလူစင်းတမျိုးကွန်ဖရင့်လီမှာလူစင်းတမျိုးအသုံးပြုပါချန်ပီယံလီဝင်ခွင့်နဲ့ကွန်ဖရင့်လီဖလားရယူပါကစားသမားအရင်းမြစ်ကြွေးဝါမှုကို အကောင်းဆုံးအသုံးချပြခဲ့ပါတယ်။အခုရောက်လာတဲ့ယောဘရူကလည်းချက်စီတင်တိုက်စစ်အတွက်အပိုးရန်ရန်နာတပါဖြစ်လာအောင်မှာတော့သိချပါပဲ။ M9 Sport မှာတိဆက်ပါတယ်။ဘလုံးနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာကိုစူးစမ်းတိဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။